ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်စီတမင်းကိုအိမ်မလွယ်လွယ်ကူကူလေးချက်စားကြပါမယ်ရှင်ချက်တာပြုတ်ဖို့အတွက်ရေ2လီတာလောက်ထည့်လိုက်ပါမယ်ရှင်ပြီးရင်နည်းနည်းပြီးအမြင့်လေးထည့်လိုက်ပါမယ်ချက်သွန်ဖြူနဲ့ဂျင်းလည်းထည့်လိုက်ပါမယ်ရှင်တင်းငပြရဲ့အကြည်ထမင်းစားဆုံးနဲ့နှဆုံးလောက်ထည့်ပေးလိုက်ပါတယ်ပြီးရင်ချက်တာမုံနဲ့စားလည်းထည့်လိုက်ပါမယ်ရှင်သူ့ရေစုအောင်တည့်ပေးထားလိုက်ပါမယ်အခုလိုမျိုးလေးရေစုပွက်လာပြီဆိုလို့ရှိရင်တော့ချက်သားတွေထည့်လိုက်ပါမယ်ရှင် ချက်သား1ကီလိုခွဲသုံးထားပါရစေ။တဲ့ဘေးထိုင်းနဲ့အခုလိုမျိုးအမြုပ်လေးတွေထွက်လာရင် ခတ်ထုတ်ပြစ်လိုက်ပါမယ်ရှင်။ ။တဲပြီးမိနစ်20လောက်ကြာလို့ရှိရင်တော့ကြက်ပြုတ်ရည်လေးတွေကိုခတ်ထားလိုက်ပါမယ်ရှင်။ထမင်းချက်ဖို့အတွက်။ချက်သားပြုတ်ပေးတာ35မိနစ်လောက်ကြာလို့ရှိလို့ရှိရင်တော့ချက်သားလေးတွေဆဲထုတ်ထားလိုက်ပါမယ်။ပြီးရင်တော့ထမင်းနဲ့တွဲစားဖို့အတွက်ဟင်းရည်လေးချက်ပါမယ်ရှင်။ကျွန်မကြောက်ပြုံသီးလေးထည့်ထားပါတယ်။ကိုကမုံလာဦးကြိုင်မုံလာဦးလေးထည့်လို့ရပါတယ်ရှင်။ အရသာမြည်ပြီးတော့ငရုတ်ကောင်းမုံလေးထည့်ပေးလိုက်ပါရစေ။ဒါဆိုရင်တော့ထမင်းနဲ့တွေ့စားဖို့အတွက်ဟင်းကြိုလေးရပါပြီရှင်။ထမင်းချက်ဖို့အတွက်ကြက်ရည်ကုန်ကနေပြီးတော့စီထုတ်ပါမယ်ရှင်။မြေအေးလေးနဲ့စီထွက်လာအောင် ကြော်ပေးလိုက်ပါမယ်။အခုလိုမျိုးနေထားရလို့ရှိရင်တော့ကြက်စီပတ်လေးတွေဖယ်ထုတ်လိုက်ပါမယ်ရှင်။ပြန်ကျက်တံပြုံထောင်းထားတာနဲ့ဂျင်းလေးတွေထည့်ပေးလိုက်ပါမယ်။ ဒါကတော့ဆန်ပါဝတ်ဆန်တင်ကွက်နဲ့၃လုံးပါရှင်ရေသေးပြီးရေစစ်ထားတာပါထည့်ပြီးကြော်ပေးလိုက်ပါမယ်ရှင်အရသာအတွက်တရားသမင်းစားစုနဲ့နှစ်ဆုံးထည့်ပေးလိုက်ပါမယ်စားလေးလေးထည့်လိုက်ပါမယ်ရှင်စက်သားမှုန့်လေးလည်းထည့်ပါတယ်ရှင်ပြီးရင်သူ့ကိုတေချာသမအောင်မှုပြီးကြော်ပေးထားလိုက်ပါမယ်၅မိနစ်လောက်ဆိုရပါပြီရှင်ပြီးရင်ချက်မဲ့ပန်းဝိုးလေးကိုပြောင်းပြီးထည့်လိုက်ပါမယ်ရှင် ရေကတော့ကိုချက်နေကြပုံမှန်အတိုင်းပဲထည့်ပါရှင်ဆောဆောကယူထားတဲ့ကြက်ပြုတ်ရည်တွေထည့်ပြလိုက်ပါမယ်ကိုချက်နေကြအတိုင်းဒါအတိုင်းပဲထည့်ပါရစေကြက်ပြုတ်ရည်ကလည်းရေလည်းနဲ့လိုနေလို့ရေထက်ထည့်ပြလိုက်ပါတယ်ပြီးရင်တော့တည်ပေးထားလိုက်ပါမယ်ရှင်တစ်ခေါက်လောက်ဖွင့်ပြီးໝွေပေးလိုက်ပါမယ် ါဒါတော့ထမင်းလေးနှက်သွားပါပြီရှင်းချက်စီထမင်းလေးရပါပြီဒါလေးရတော့ပြီးရင်တော့ထမင်းနဲ့တွဲစားမယ့်အချင်းရည်လေးလုပ်ပါမယ်ရှင်ဂျင်းထည့်ပါမယ်ရှင်ထမင်းစားစုံနဲ့တစ်စုံလောက်ရှိပါတယ်ရှင်လှီးထားတာလေးရမယုတ်ဒီစိမ့်ထမင်းစားစုံနဲ့နှစ်စုံလောက်ရှိပါတယ်ရှင်ကျက်သွန်ဖြူလည်းနှစ်စုံလောက်ရှိပါတယ်ရှင် ညံ့အောင်ထောင်းပေးလိုက်ပါမယ်။တကြားထည့်ပါမယ်ရှင်ထမင်းစားစုံတဲ့တစုံ။ဒါကတော့ထိုင်းပင်ကပိအရေလေးပါ။သူ့ကိုထမင်းစားစုံတဲ့နှစ်စုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ရှာလကအေးထမင်းစားစုံတဲ့နှစ်စုံထည့်ပါရစေ။ပင်ကပြရဲ့အကြီးထမင်းစားစုံနဲ့တစုံထည့်ပါရစေ ဒါကတော့စက်သွင်ဖြူအရေးလေးပါထမင်းစားစုံနဲ့သုံးစုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။တမယာဒီနှလုံးလောက်ညှစ်ထည့်ပေးလိုက်ပါမယ်။ပြီးသွားလို့ရှိရင်ရေတွေထမင်းစားစုံနဲ့နှစ်စုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်ရတာအပေါ့ငါလေးကိုစိတ်ကြိုက်ထက်မြည်ကြည့်ပါနော်။ဒါဆိုရင်တော့ထမင်းလေးနဲ့တွဲစားမယ့်အရှင်လေးရပါပြီရှင်။ ချက်သားလေးကိုစီလေးတွေတုပ်ပေးလိုက်ပါမယ်ရှင်လောက်ရတာလည်းအရင်လွယ်ပါတယ်เนาะမခက်ပါဘူးကျေးဇူးပါရှင်